ကွယ်လက်နက်ပစ္စည်းကြောင့်ဒဏ်ရာရသူကို အရင်ဆုံးအသက်ရှုမရှုစစ်ဆေးပါဒဏ်ရာကိုတန့်စင်တဲ့ရေနဲ့ဆေးပြီးပတ်တီဓာတ်မမဟုတ်အဝတ်စနဲ့ဖိသိမ့်စည်းနှောင်ပါလူနာကိုပက်လက်လန်းထားပြီးဒဏ်ရာရတဲ့လက်ခြေတော့ကိုနှလုံးထက်မြင့်တဲ့နေရာမှာမြှောက်ထားပါဥကောင်းမှဒဏ်ရာရထားရင်ငိမ့်အောင်ထားပေးပါကျော်ရဲ့ခရိုင်တဲ့ချောင်းမျိုးနဲ့တောင်ပြောက်တိုင်နေရှိတဲ့ချောင်းချီရွာကို ော်တိုဘာလ9ရက်ကတက်လီနဲ့ပိုချဲတက်ကဲမှုမှာ မိန်းကလေးငယ်တို့ပါဝင်အရသာလီဦးတန်းရရပြီးနေနှလို့ပြစီသွားလေလို့ကရင်မျိုးသားစီကိုခင်ယူတက်မာလီကသတင်းထုတ်ပြန်ပါတယ်။စစ်လီနဲ့ပိုချဲတက်ကဲမှုမှာအသက်62နှစ်အရွယ်အဖွားဦးတော်ကျင်းအေးအသက်50အရွယ်ဒေါ်မာမာအသက်7နှစ်အရွယ်မိန်းကလေးတူနဲ့အသက်58နှစ်အရွယ်ဦးစိုးတို့ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်။ အဖွားတော်ချင်းအင်းဟာတန်ရာပြစ်ထန်ပြီးခြေတော်တစ်ဖက်ဖျားလိုက်ရတာပါတိုက်ပွဲဖြစ်တာနဲ့စီလှူရှားမှုတွေမရှိဘဲဘုံးလာကျဲသွားတာလို့တောင်ပြောက်တိုင်နေထဲကဒေတာခန်ကပြောပါတယ်ဆန္နာရှင်တက်ကတိုင်ရင်နဲ့ဘုတ်ကျဲတက်ခဲရှာမှာတော့ရွာတဲ့ဘုံးနယ်လို့ကြောက်ပောက်ခွဲခဲ့တယ်လို့ဆိုပါတယ် ောင်မြောက်တန်နေထဲမှာရှိတဲ့တဲချောင်းကြီးကျွဲချံဝင်ကဖော်ရွာတွေကိုလည်းဆောင်းနာရှင်တက်ကတိုက်ပွဲဖြစ်တာမရှိဘဲလိင်နဲ့ပူကျဲတက်ခိုင်းမှုတွေမကြာခဏလိုဆောင်လိရှိပါတယ်။